အရေးပေါ်ခန်းထဲကသားလေးရဲ့အခြေအနေကြောင့်ငိုကြွေးနေရရှာတဲ့ဖက်တီးမှာရှင်သွေးလေးကိုနေမစီပဲရေးပေါ်အခြေအနေတစ်ခုကြောင့်ခွဲမွေးလိုက်ရတာကြောင့်ရှင်သွေးလေးရဲ့ကျန်းမာရေးအခြေအနေမကောင်းဘူးလို့ပြောလာသူကအချိန်မောင်းတဲ့ဖက်တီးမှာပါအခုဆိုဖက်တီးမှာတရားရှင်သွေးလေးရဲ့အခြေအနေကြောင့်ငိုကြွေးနေရပါပြီအလုံးတီကြတဲ့အတိုင်းဖက်တီးမှာဆိုရကတော့အစောပိုင်းမှာတော့ဥပိန်တရားပေါ်ကအချိန်မောင်းတဲ့လေးပါ ဖတိမတမယာတိနာမည်ကြီးလာတာကလည်းဖတိမကိုဝင်ရှိနေခြင်းချင်းချင်းတရားကနေတမယာတိကိုချင်းချင်းဆက်ဆက်တုံစားပြခဲ့ရမှာအတော်ကိုနာမည်ကြီးသွားခဲ့တာပါသူမခုဖတိမတမယာတိတို့ရောက်ချနေတဲ့ဥပိန်တရားကြီးနာမှာဆိုရင်အချင်းမောင်းတယ်ရေမရေမတွက်နိုင်အောင်များပြခဲ့တာပါဒါပေမဲ့လည်းဖတိမတမယာတိတို့ကတော့လက်မလဲအောင်ကိုရောက်ချရတာပါသာကလေဖတိမရဲ့ကံနဲ့ဗိုက်သေးကကလေးလေးရဲ့ကံကောင်းမှုသူမရဲ့လက်ရာကောင်းမှုကြောင့်လေးပါပါတယ် ။ဖတိမရဲ့တံမြာတီးတုံဟောင်းဝယ်ယူသူတွေတနေ့တနေ့ကိုယာနဲ့ချီပြီးဝယ်စားကြတာပါ။ဒါကြောင့်လေဖတိမရဲ့တရားဝင်ငွေဟာ၁၀သိန်းလောက်ကိုရရှိတာပါ။အဲ့ဒီနောက်မှာတော့ဖတိမဟာနာမည်ကြီးလာပြီးတဲ့နောက်ဖတိမကိုရန်ကလည်းပိုနာမည်ကြီးအောင်အလူတန်းလုပ်နေတာဖြစ်ပါတယ်။ဖတိမဟာပြီးခဲ့တဲ့ငလင်ပေးမှာကလေးမွေးစီရင်မချမ်းမေး390ကျော်ဖို့အလူပေးခဲ့ပါသေးတယ်။ဒါကြောင့်လေတချို့ကလည်းကလေးနာခဲ့အတွက်ဖတိမအနေနဲ့စဉ်းစားသင့်တယ်လို့ဆိုကြတာပါ။ အခုအခါမှာလေဖတ်တီမဟာငလင်ထံကြောင့်ပျက်စီးသွားတဲ့ဥပိန်တရားကဖျားကြီးပျက်စီးသွားလို့သူစေးပင်ပင်ပန်းပန်းရောက်ထားတဲ့တိန်ငါးစိန်အနေနဲ့ရရကလူဒန်းထားတဲ့ငွေ35သိန်းနဲ့အတူတိန်တရားမပြေလို့အိမ်မှာရှိသမျှရောင်းချပြီးဖျားတယ်ဖို့တိန်တရားလူခေတာဖြစ်ပါတယ်။ဒီလိုစိတ်ထားကောင်းတဲ့ဖတ်တီမဟာကိုဝင်ကိုနေမရှိပဲခွဲမွေရဖို့ဖြစ်လာပါတယ်။ဖတ်တီမကလေးရတော်မှမူနိုင်ငံသားမှလှုပ်လှုပ်နေတဲ့အချင်းမောင်းတဲ့ဖတ်တီမရဲ့ခင်မောင်းတဲ့ပါရောက်လာပြီလေဖြစ်ပါတယ်။ အစောပိုင်းမှာတော့ပတ္တိမရဲ့ခင်မွန်တွေဟာပတ္တိမကိုဖြစ်ပြီးနောက်မင်းမှယူသွားတဲ့စာတိဖြင့်ခံမှန်းချတာပါ။ဒါပေမဲ့လည်းပတ္တိမရဲ့ခင်မွန်တွေဟာပတ္တိမကိုအရန်ချစ်ပြီးဂယုစိုက်ပေးတယ်လို့ဆိုပါတယ်။ခုချိန်မှာတော့ပတ္တိမကိုဝင်နေစင်လာစင်ရောက်လာပြီးမှကလေးမွေးဖို့ရောက်လာတာပါ။တလူချိန်မှာပဲပတ္တိမတရားကိုဝင်ကလေးမွေးရမယ်ရထဆော့ပြီးမွေးရဖို့ကြောင်းပါလာတယ်လို့သိရတာပါ။ ဒါကလည်းပိုက်ထဲကကလေးရဲ့အနေအထားတချို့ကြောင့်အစောပိုင်းမှာစိမ့်လိုက်မွေးဖို့စီစဉ်ထားပြီးအောင်ခုတော့ဖတ်တီးမကလေးကိုပိုက်ခွေးမွေးရဖို့ကြောင်းဖန်လာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဖတ်တီးမဟာကလေးကိုခွေးမွေးပြီးမှကလေးဟာဓာတ်ကင်ရဖို့ရေးပေါ်ခန်းထဲမှာထားထားရတာပါ။ကလေးကို၃နာရီတခါသာတွေ့ခွင့်ရတယ်လို့ဆိုပါတယ်။ဖတ်တီမကတော့ကိုကိုကန်ကောင်းစင်နဲ့သားကောင်းရန်နာလီချမ်းချမ်းမာမာနဲ့မမွေးဖွားနိုင်လို့ဝမ်းနေချီကွေးနေရကငိုကြွေးနေရတာဖြစ်ပါနေ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတားလေးကြောင့်ငိုကြွေးနေရတဲ့ဖက်တီးမအပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်နော်။